အားလုံးပဲမင်္ဂလာပါခင်ဗျာ Global Tech Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့မိတ်ဆွေတို့အသုံးပြုနေတဲ့ video sharing app တွေ share တဲ့ဓာတ်ပုံတွေ share တဲ့ဇာပြအကြောင်းကိုပြပြမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကလူတော်တော်များများ video ကူးတာပဲဖြစ်ဖြစ်ဓာတ်ပုံကူးတာပဲဖြစ်ဖြစ် file တွေကူးတာပဲဖြစ်ဖြစ်ဒီဇာပြကိုအသုံးပြုကြပါတယ်မိတ်ဆွေတို့မသိသေးတဲ့အချက်တွေကိုဇာပြမှာဘလို့လုပ်လို့ရလဲဆိုတော့ကို ကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်။ဘယ်နဲ့ဘလို့ကူးရလဲဆိုတာကတော့လူတိုင်းသိကြမှာပါ။အားကြောင့်ကျွန်တော်ပြောပြတော့ပါဦး။ပြီးတော့ဒီအောက်မှာ file ဆိုတာ၄ဒီ recommend ဆိုတာ၄ discover ၄ me တွေကဘလို့အလုပ်လုပ်တာလဲဆိုတော့ file ဆိုတာကဒီအဲ update စုထားတဲ့နေရာပေါ့နော်။ recommend ဆိုတာကတော့နေရာပိုင်း sharing ဆိုတာကတော့အခုတယောက်နဲ့တယောက် share ပြီးတော့ video တွေ update ပြန်လည်ပို့တာပဲဖြစ်ပါတယ်ဒီဖုန်း replicate ဆိုတာကဖုန်းအဟောင်းနဲ့ဖုန်းအဟောင်းမှာ ရှိတဲ့ဟာတွေကိုဖုန်းအစ်စ်ကို ပြောင်းနေတာပဲဖြစ်ပါတယ်ကို့မှာဖုန်းအဟောင်းတစ်လုံးရှိတယ်ဒါပေမဲ့ကိုကဖုန်းအစ်စ်ကိုဝယ်လိုက်တယ်ဖုန်းအဟောင်းထဲဟာဓာတ်ပုံတွေဗီဒီယိုတွေ app တွေကို ဖုန်းအစ်စ်ထဲကိုဓာတ်လိုက်ထည့်ခြင်းနဲ့ဆိုရင်အခုနီလန်းလေးအတိုင်းလုပ်လို့ရပါတယ်ဖုန်းအစ်စ်ထဲမှာလည်းစပြာကိုထည့်တာပါ ဖုံးအဟောင်းထဲမှာလဲစပြာကိုထည့်တာပါပြီးရင်ဖုံးအဟောင်းထဲမှာအိုးဆိုတာလေးကိုနှိပ်ပေးလိုက်ပါဖုံးအတင်မှာတော့နေယူဆိုတာကိုနှိပ်ရပါမယ်ဒီကက Android to Android ပါ Android ကနေ iOS ကိုပြောင်းလို့လည်းရပါတယ်ဒါကတော့ Android ကနေ iOS ကိုပဲဖြစ်ပါတယ် Discover ဆိုတာကတော့ဒီမှာအဲအကောက်ဖွင့်ပြီးတော့ TikTok တွေ Facebook တွေလိုမျိုးဒီမှာလဲ ကိုက follow လုပ်ထားပြီးတော့တခြား account တွေနဲ့စကားပြောလို့ရတယ်ဗီဒီယိုတွေကြည့်လို့ရတယ်အဲဒါမျိုးပေါ့နော်အဲ့လိုမျိုးလုပ်တဲ့နေရာပါဒီ recommend ထဲမှာလည်းဒီ feature နဲ့ hot zs ဆိုပြီးတော့ရှိပါတယ် hot ဆိုတာကတော့ကျွန်တော်က internet ဖွင့်မထားလို့ပါ hot ဆိုတာကတော့အခုတလော့နာမည်ကြီးနေတဲ့ app တွေ game တွေအဲ့ဒါတွေကိုဒီနေရာမှာပြပေးတာပဲဖြစ်ပါတယ် ဇက်အပ်ဆိုတာကတော့ဒီစပြာမှာထုတ်ထားတဲ့စပြာကနေတင်ထားတဲ့ application တွေကိုဒီကနေ download ဆွဲပြီးတော့အသုံးပြုလို့ရပါတယ်။ဒါကတော့ recommend ထဲမှာရှိတဲ့အသုံးဝင်တဲ့ application download ဆွဲတဲ့နေရာပဲဖြစ်ပါတယ်။ဒီ discover ဆိုတာကတော့ကိုကအကောင့်ဖွင့်ပြီးတော့ကိုက follow ထားတဲ့လူတွေကိုပြန် follow ထားတဲ့လူတွေနဲ့အရှင်းရှင်းအဲသူတို့ profile တွေကြည့်ကို profile တွေကြည့်ပြီး ဟိုပို့ဒီပို့လုပ်လို့ရတဲ့နေရာပဲဖြစ်ပါတယ်ဒီမှာ log in နောက်ဆိုပြီးတော့ကိုက gmail တကောက်တစ်ခုခုနဲ့ log in ဝင်လိုက်ရင်ကိုအကောက်ကြီးရပါတယ်အကောက်ရပြီဆိုတာနဲ့ဒီစာအိတ်လေးကိုနှိပ်ပြီးတော့ဒီ private chat တို့ message notification တို့ message box တို့ကိုကို follow ပြီးတော့လာပို့လို့ရှိရင်ဒီ message box တွေကိုဝင်ကြည့်လို့ရှိရင်ဘသူကဘာတွေပို့ထားလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်ဒီ private chat ဆိုတာကလည်း အဲ့ကိုမှတရားရုံးနဲ့စကားပြောထားရင်ဒီမှာဝင်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ setting ကိုနှိပ်လိုက်ပါ setting ထဲမှာဆိုရင်ဒီ transformer history ဆိုတာကတော့ကိုပို့ထားတဲ့ file တွေကိုကြည့်ရနေရပါအဲ့ကိုမှကိုမှဘာတွေပို့ထားလဲဘာတွေကုထားလဲဒါကိုဒီနေရာမှာ လာကြည့်လို့ရပါတယ်ဖုန်း replicated ဆိုတာကတော့ခုနကကျွန်တော်ရှင်းပြပြီးပါပြီ ဒီ invite ဆိုတာကတော့ကိုယ့်ရဲ့စပြာကိုအဖိတ်ခေါ်တာပါဒီ dot move ဆိုတာကတော့အလင်းအမောင်းပါ follow system setting ဆိုတာကတော့ဒီအရောဖွင့်ထားလို့ရှိရင်အဲကိုယ့်ဖုန်းမှာ dot move ဖွင့်ထားမှသာဒီစပြာကနေ dot move ပြောင်းပေးမှာပဲဖြစ်ပါတယ်ကိုယ့်ဖုန်းမှာ live move လဲဆိုလို့ရှိရင်စပြာက live move နဲ့ပဲအသုံးပြုလို့ရပါမယ် ဒါကိုပိတ်ထားမယ်ဆိုရင်ဒီမှာ normal မှုနဲ့ dart မှုဆိုပြီးတော့ရှိပါတယ်။ normal မှုကတော့အဖြူရောင်ပါ။ dart မှုဆိုတာကတော့အမဲရောင်ပါ။ဒီ follow system setting ကိုဖွင့်ထားမယ်ဆိုရင်ကိုဖုံးမှာ dart မှုဖွင့်မှာစပြာကလည်း dart မှုပြောင်းလာမယ်ဖြစ်ပါတယ်။ဒီ clear case ဆိုတာကတော့စပြာမှာအတော့မဝင်တဲ့ mic တွေကိုရှင်းထုတ်တဲ့နေရာပဲဖြစ်ပါတယ်။ဒါဆိုရင်ရှင်းပြီးတော့ပါပြီ။ hair and fever ဆိုတာဒီ privacy policy တွေကတော့အေးမကြည့်ပါဘူးပြီးတော့ most subtin တွေကိုဝင်ကြည့်အောင် general ဆိုတာကတော့ diffuse story ဆိုတာဒီကိုဖုံးမှာ internet story နဲ့သုံးနေလား sd story နဲ့ sd card story နဲ့သုံးနေလားဆိုတော့ဒီနေရာမှာ လာကြည့်ပြီးတော့လာရှင်းလို့ရတယ်လာကြည့်လို့ရတဲ့နေရာပဲဖြစ်ပါတယ် plain in mini screen ဆိုတော့ကတော့အဲကိုဖုန်းမှာစပြားထဲမှာဗီဒီယိုဖွင့်ထားပြီးတော့ mini screen သေးသေးလေးနဲ့ကြည့်တဲ့ဟာပဲဖြစ်ပါတယ်။ကိုစကားကူးနေရင်လည်းကြည့်လို့ရပါတယ်။အဲအဲ့ဒါကိုပြောတာပါ။ all auto play off video ဆိုတော့ကတော့ wifi တက်ထားလို့ရှိရင်အဲစပြားထဲမှာဗီဒီယိုတွေကြည့်မယ်ဆိုရင် auto play မဲ့ခလုတ်ပဲဖြစ်ပါတယ်။ဒါကိုဖွင့်ထားမယ်ဆိုရင် auto ွင့်နေမှာပဲဖြစ်ပါတယ်။ဒီ ARI ကတော့အတုံးဝင်ပေါင်း network နဲ့ဆိုင်နေဟာပါ။ဒီ show severe hidden file ဆိုတာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာဖွင့်ထားတဲ့ file တွေဖျောက်ထားတဲ့ file တွေကို severe ထဲမှာပြပေးတာပဲဖြစ်ပါတယ်။ဒါကိုဖွင့်ထားမယ်ဆိုရင်ဖွင့်ထားတဲ့ file တွေပေါ်မှာပါ။ဒီကလည်းဒီတိုင်းပါပဲ။ show hidden file ways နောက်ကတော့မမြင်ရပါဘူး။ အဲအဲ့ဒါကိုဖွင့်ထားမယ်ဆိုရင်ဖွက်ထားတဲ့ဟာတွေကိုမြင်ရမှာပါဒီ disable page ဆိုတာကတော့ကိုဖုန်းထဲမှာကိုဖုန်းထဲကဟာတွေကိုတခြားသူမမြင်ရအောင်လုပ်တဲ့ဟာပဲဖြစ်ပါတယ်ဒါကိုဖွင့်ထားမယ်ဆိုရင်ကိုနဲ့တခြားလူတယောက်က wifi ရှိပြီးတော့အရှင်းရှင်းကူးနေကြမယ်ဆိုရင်ဒါကိုဖွင့်ထားမယ်ဆိုရင်တခြားလူတယောက်ကသူ့ဖုန်းစပြားထဲကနေပြီးတော့ကိုဖုန်းရဲ့ application တွေ video တွေကိုလှမ်းပြီးတော့ယူလို့မရပါဘူးအဲ့ဒါကို အဖွင့်ပေးလုပ်တဲ့နေရာပဲဖြစ်ပါတယ်ဒီ auto download under wifi ဆိုတာကတော့ wifi ချိန်ပြီးတာနဲ့ auto download လုပ်တဲ့ဟာတွေပဲဖြစ်ပါတယ် general မှာဒီလောက်ပဲအရေးကြီးတဲ့ဟာတွေပါပါတယ်ဒီ receipt post notification ကလက်ခံရရှိတဲ့နေရာမှာ အတန်ပေးတဲ့ notification သတိပေးချက်ပဲဖြစ်ပါတယ်။ဒါကတော့ Brazil notification ကိုဖွင့်ထားမယ်ဆိုရင်အဲတပုတ်တပုတ်ဇာတ်ကားတွေပဲဖြစ်ဖြစ် application တွေပဲဖြစ်ဖြစ်တပုတ်ပြီးွားတာနဲ့တခါအတန်မြည်တဲ့ဟာပဲဖြစ်ပါတယ်။အနည်းပဲ sound ကိုဝင်ထားလိုက်လို့ရှိရင်အတန်မြည်ပါပဲ။အနည်းပဲ vibration ကိုဖွင့်ထားရင်လည်းတပုတ်ပြီးွားရင် vibration တုန်ခါမှုပဲဖြစ်မှာပဲဖြစ်ပါတယ်။ဒီ language ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့မြန်မာစကားကိုလည်းအသုံးပြုလို့ရပါတယ်။ဒီမှာမြန်မာစကားပါပါတယ်။ဘာမီဆိုပြီးတော့ဇော်ဂျီနဲ့ Unicode ဆိုပြီးတော့ပါပါတယ်။ဘာမီ Unicode ကိုနှိပ်ပြီးတော့ဘောက save ကိုနှိပ်လိုက်မှဆိုရင်မြန်မာစကားပြောင်းသွားပါလိမ့်မယ်။မိစေတို့ကစပြာမှာဗီဒီယိုကူသင်းကူရုံလောက်ပဲလုံမနေပါနဲ့။စပြာကိုနက်နက်ဆက်ဆက်လေ့လာပြီးတော့ စပြားကိုတုံးလို့ရှိရင်ပျော်ရွှင်မှုတွေရရှိမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးဘူးတူတာရမယ်နည်းပညာတွေကိုမျှဝေပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ဘေးက notification ကောင်းအောင်လေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like လေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။မသိတာရှိရင်အောက်က comment ထဲမှာ ဝင်ရောက်ဆွေးနွေးညှင်းခုံတော်လို့ရပါတယ်